အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ပန္တလာမီပြူဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နာစင်ခန်းစားကြည့်ပါရှင်ပန္တလာမီပြူချင်းဆိုတာကိုပိုင်ပစ္စည်းမဟုတ်လေတော့ လူတွေစီကတရွေ့ရွေ့ထွက်ခွာခဲ့တာပဲတငယ်ချင်း။နောက်ပြီးဘယ်ရာမှကိုပိုင်မဟုတ်တာကို ကိုတို့လိုလူမျိုးတွေပိုပြီးမြင်နေ တွေ့နေရတာမင်းလည်းသိ။လူဘဝပြောင်းလဲဆိုတာလေတမဟုတ်ချင်းမြန်ပြီးအံ့ဩစရာကောင်းလောက်အောင်အသွင်ကူးပြောင်းတတ်တာကို ကိုလည်းတော်တော်နောက်ကျမှသိရတော့တယ်ကွယ်။တီတော့လေနောင်တရီနဲ့ပူပန်မိတာပေါ့။ ကိုကမ္မထန်းသွားသွားထိုင်းနေတဲ့တောရချောင်းလေးမှာမနေ့ကဒေါ်မျက်မျှဤနဲ့တွေ့တယ်။တွေ့ဆိုကိုကအเจ้าကိုသွားတဲ့မြင်းနီလန်းလေးတိုင်းမဆုံးနိုင်အောင်ခြေလင်းလျှောက်ခဲ့ရပြီးတရိုင်းမွေပင်အောင်ရောက်တော့မောမောနဲ့ခဏအိပ်ခုနားနေမိတယ်။နှွေဦးကာလာပင်မဲ့เจ้าပရဝုံဟာတိရိပ်ဝါရိပ်တွေနဲ့တိတ်အေးချမ်းတာပဲ။မြရီတဝက်မှာ ရွှေရီဖတ်နေတဲ့တိရွက်တွေဟာ အကောင်လေးတုံမှာတဖြုတ်ဖြုတ်ကြွေကြနေတော့ဩရော်ရွက်ဝါမြေတော့ဖြင့်မမြဲတဲ့သဘောပဲလို့ကိုဖြင့်တရားကြမိသေးတယ်လောကကြီးမှာဘယ်ရာမစိုးအမြဲတည်နေတာမှမဟုတ်ပဲအဖြစ်ရှိရင်အပြက်ရှိတယ်ဘလောက်ခိုင်မာတဲ့အရာပဲဖြစ်ဖြစ်တနေ့ကျရင်ဒီရွက်ဝါလေးလိုပဲရော့ကြပျက်စီးကြရမယ်မဟုတ်လားကွယ်အဲ့ဒီနေ့က သူ့ဗော့စ်ဝဂွန်ကားဖြူလေးကိုရှော့ကနေကိုနာထိုးဆိုင်ပြီးကားရကားကိုကြောင်းကနေပိတ်ကိုစီကိုရှောက်လာတာကို ကိုတော့သူ့လိုမထင်မိပါဘူးဒါကြောင့်လှဲ့လည်းမကြည့်မိဘူးလေကိုဖြင့်လူတွေရော ကားတွေရောစိတ်ဝင်စားတာတော်တော်လေးကြာခဲ့ပြီပဲသူကတော့ကိုကိုနှုတ်ဆက်ပါလေညင်းရှင်ကြည့်ပါလားနောက်ကလှမ်းကြည့်တော့ဘသူများပါလိမ့်မလဲလို့တဲ့ သူ့ရုပ်ရောအတန်ရောအပြောဆိုမှုရာတွေရောအတော်ပြောင်းလဲနေပြီရုပ်ကလည်းတိတ်သားနာပြီးခန့်ညားနေပြီကွဟိုရုံးကမြည်အီနဲ့ဘာမှမဆိုင်တော့ဘူးမင်းသိတဲ့အတိုင်းဟိုเจ้าတို့ဘွားရုံးကငါတို့တန်းထဲကမင်းကလေးတဲ့မှာမြမြအီဟာအဆုံဆုံးမတက်ရဆုံးမင်းမဟုတ်လားသူမိဘတွေကလည်းဆင်းရဲရှာတယ်လီ မင်းဆိုတဲ့ခင်လေးရဲ့ကိုဆိုတဲ့ငင်းရှင်ရဲ့ ဒီမိမမြအီရဲ့တငယ်ချင်းသုံးယောက်ရှိတဲ့ထဲငါတို့နှစ်ယောက်ကပဲသူ့ကိုအလှဲ့နဲ့မဟုတ်ကျွေးမွေးလာရတယ်မဟုတ်လားတို့တွေကိုမျက်မမြင်เจ้าကအလှငွေတွေအတွက်လာရောက်တဲ့ချင်းလေးတွေတိုးမွေးအိတ်လေးတွေဘာတွေတို့ကဝယ်တော့မြအီကငါတော့မွေးနိုင်မှုကောင်းမရရဲ့ငါဖြင့်ဒီလိုမွေးနိုင်တာကိုသိရှက်တယ်ဆင်းရဲတဲ့ငါအဖေနဲ့အမေကိုလည်းသိစိတ်ဆိုးတာပဲလို့မျက်ရည်ကလေးကလေးနဲ့ပြောနေတော့ မင်းကပဲမြည်ရဲ့ဆင်းရတာရှက်เสียမဟုတ်ပါဘူးသူများပစ္စည်းခိုးတာဓမြတိုက်တာသာရှက်เสียပါ မင်းလိုချင်လဲတို့နှစ်ယောက်ပတ်စံဆက်ပြီးဝယ်ပြီးမှာပေါ့ပြီးတော့မင်းပတ်စံဖြည်းဖြည်းချင်းစုပြီးပြန်ဆက်ပေါ့လို့ပြောခဲ့သေးတယ်မဟုတ်လားဒီတော့မြည်ကအေးကျေးဇူးပါပဲသူတော်ကောင်းမတွေရဲ့ငါမနဲ့ပြန်ကစပြီးမဟုတ်ဝယ်မစားတော့ဘူးမင်းတို့ကိုပတ်စံပြန်ဆက်ဖို့စုပါမယ် ဆိုပြီး သူပပရှာရှာရရှာတဲ့မော်ဘိုးလေးတပြားကိုမစားရမတော့ရဲ့ဆိုတော့ငါတို့နှစ်ယောက်တပည့်စီရကြလို့မနေနိုင်မင်းသူ့ကိုနေတိုင်းမဟုတ်ဝဲကြွေးပြီးဝစ်ဖြေခဲ့ရတယ်လीအဲ့ဒါမင်းနဲ့ငါတို့ကတတိယနေပဲမင်းသူကတတိယတော့ဟန်မရှိဘူးကွဒါဖြင့်သုံးမူလာပေးရတဲ့သုံးမွေမဖလာဖို့လေငါတို့ကသူ့ကိုအလကားပံ့ပိုးရပြီ သူ့စီကပတ်စံပြန်မရတော့ဘူးလေ ဒါနဲ့ပဲငါတို့မြူနစ်ပဲကျောင်းလေးတန်းကျောင်းတို့ဘွားမှာဒုတိယကဘာစစ်ကြီးဖြစ်ခဲ့တယ်မဟုတ်လားတကယ်ချင်းဈေးပြူသေးကို စကောရဲလှိမ့်တယ်လို့ငါတို့လဲဟိုရောက်ဒီရောက်နဲ့လူလားမြောက်လာရတယ်ငါတို့တကယ်ချင်းသုံးယောက်မှာမင်းနဲ့ငါသာ ABN အမျိုးသမီးကျောင်းမှာဆက်နေလို့အထက်တန်းပညာသင်ကြားခွင့်ရပြီးမြ ాయి ခမရတော့ကျောင်းကထွက်လိုက်ရရှာတယ်မဟုတ်လားငါတို့တကယ်ချင်းသုံးယောက်မှာ ငါဟာကံကောင်းဆုံးမိန်းမလို့မြအေးကခဏခဏပြောတယ်လေပြီးတော့ငါဟာလင်ရအင်မတန်တော်တဲ့ကွယ်မင်းတို့မှာတယောက်ကကုန်းသိတယောက်ကလည်းရုံစရီဆိုတော့ငါကမင်းတို့နှစ်ယောက်စလုံးကကရော်ဆယ်ပါအပါဝင်ဆိုပြီးဂုံပြူလို့မဆုံးဘူးကွ။မက်ရွှေဤကတော့ငါကိုဂုံပြူတလှက်၊ကွယ်ရာကဲ့ရဲ့တလှက်ပေါ့လေ။ငါနောက်ကွယ်မှာမင်းကိုငါအတင်းချနေတာငါလည်းတည်သားပဲ။ ဒါပေမဲ့အခင်မင်းမပြတ်ခဲ့ပါဘူး။မြားကြီးကိုပစံ90ချိန်လိုက်ပြီးတပြားတစ်ချမ်းမှပြတ်မရတာမင်းကငါတခွန်းပြောခဲ့ဘူးလား။ခုမှငယ်ကျုံးငယ်နာတွေဖော်ရတာလေ။ငါ့ရင်ထဲမှာခံရတာတွေကများများလာတော့အန်ထွက်လာတဲ့စကားတွေပါတငယ်ချင်းမြအီကိုငါတို့နှစ်ယောက်ထောက်ပံ့လာတာငငယ်ကလေးကဆိုတာမင်းသိပဲမင်းမသိပဲငါပေးရတာတွေလည်းတပုံးကြီးပဲ ိုင်ငံသားကလာတဲ့ဆွေတာလက်ကန်အိတ်ပြီးတော့အင်ဒိုနီးရှားပါတိတ်အဲ့ဒါတွေရှိသေးတကွဆွေတာကတော့ဆွန်ကြွေးတခုမှငါတို့နှစ်ယောက်စုံမိကြရင် သူက အတင်းမရမကစကနာတွေထိုးကောင်းလို့မနေသားလို့ချွတ်ပေးကြရတာလीတေးသေးဖွဲဖွဲပင်မဲ့မပြောမပြီးဘူးကွ လောကကြီးမှာအသေးအဖွဲကစပြီးအကြီးကြီးဖြစ်လာတာပဲအမိုက်ကစပြတ်သက်မီးလောင်နေဆိုတာ ပညာရှင်တို့အမျှော်မြင်ရှိတဲ့စကားဟောက်မှာတငယ်ချင်းတကယ်တော့သူငါ့ဘဝကို အားကျနေတာတော်တော်ကြပြီပဲငါကတူရီတော်သမီးဆိုတော့မိဘလက်ထက်ကလည်းကောင်းစားရတယ်လင်ကလည်းကောင်းစားအဲလီ ကိုဘတဲ့ဆိုတဲ့ငါလည်းဟာအတွင်းဝင်ဖြစ်လာတော့ငါလည်းထက်တန်းစားအဆောင်ရောင်ဂုံတွေပကဒနာတွေမှာတော်တော်ပဲမှိုက်မိခဲ့မိတယ်လေ ခန်းနာရတိုက်တာပေါ့မြရီကိုကားနဲ့တင်းခေါ်ငါစီထမင်းခေါ်ကြွေးတာတွေဟာသူ့ကိုစေနာထားပေမဲ့ကြွားရရောက်နေတယ်ဆိုတာတော်တော်နောက်ကြမှာပဲသိခွင့်ရတော့တယ်ကွယ်ဒီအချိန်မှာမြအီယောက်ျားဥတင်စိန်လဲအရာရှိဖြစ်နေပြီလေမင်းသိတဲ့အတိုင်းမြအီဟာပါရင်နဲ့ရင်နဲ့လဲပတ်တဲ့မိမဆိုတော့သူ့ယောက်ျားရာတို့ခုံခုံတက်သွားတာတွေဟာကိုဘအတန်းလိုခါချီအောင်လှုပ်လို့ရတာမျိုးမဟုတ်ပဲ ဂရော်ရီရဲ့အိမ်နောက်ဖွေးပေါက်ကဝင်ပြီးရယူရတဲ့အခွင့်အရေးဆိုတာကို သူကငါတို့မင်းတို့မိမတွေလို့အူအူအာအာမဟုတ်ပဲခဲလိုက်လူဝလိုက်အခွင့်အရေးကိုလွယ်လွယ်နဲ့ရအောင် လုပ်နိုင်တဲ့မိမကိုကွာခတ်တာကခဲဆက်ဆက်မှာလူတွေရဲ့ဇယိုက်ကအစားအစားရှိနေတော့ဥမတောင်းမင်းမဲတီလာမဆောင်နိုင်တဲ့လူတွေကလည်းအပေါ်ကကွေနီရီဆိုတဲ့တွေးခေါ်ပညာရှင်ကြီးတူကတော့ life struggle for power လို့အဆိုပြုခဲ့တာမြ ాయి တို့လိုလူရန်စားအတွက်မှန်းနေတာပေါ့အော်ဘဝဆိုတာစာဝင်နေရေမပူပန်ရတဲ့လူတွေဖို့မှာတော့ဂုံတို့ power တို့အတွက် နေရှိတည်၍ရုန်းကန်နေကြတာငါတို့မျက်မြင်မယ်ငါတို့စီမှာတတိုးတိတ်တည်တင်းထွက်နေတာတော့အရာရှိ အမှုရမ်းတွေရဲ့ transfer ဆိုတဲ့နေပြောင်းနေလွှဲမှာ ကတော်တယောက်ရဲ့နှုတ်ဖျားမှာတည်ရဲဆိုပဲကွခိုးတော်မြည်တို့ကောင်းစားတာအခါတဲ့နဲ့ချိန်မှာမြည်နှုတ်ဖျားမှာအာနာတဲလာရတာမဆမ်းပါဘူးတငယ်ချင်းစင်စင်မတော့ယောက်ျားရိဆိုတာလေဘလောက်ခိုင်မာတဲ့စိတ်သက်ရှိရှိ မိမရဲ့ဆွဲဆောင်မှုကိုဘယ်နည်းနဲ့မှမယုံနိုင်ဘူးကွဘိုအဲအော်ယုံတမဲမိမဩဇာလေးတွေကတစ်ချိန်မဟုတ်တစ်ချိန်ကြိုက်ကြိုက်လာတာပဲပုထုဇဉ်သားကိုကွယ် အပြစ်မဆိုသာပါဘူးဒါကြောင့်မို့ပေါ့ယူရီးယားမှောင်ခိုလုပ်ငန်းနဲ့မှောင်ခိုပစ္စည်းတွေကိုနှီးမျိုးမျိုးနဲ့တိုက်ဖြတ်ဖို့ဥတင်စိန်က ပြင်းပြင်းထန်ထန်တရားဟောဆွေးနွေးနေတဲ့ချိန်မှာဥတင်စိန်ရဲ့ဇနီးဒေါ်မြအီရဲ့သမုတ်တရားလှိုင်းကြီးအကြဆအယောင်မျိုးစုံတွေဟာတရာစင်ထက်မနည်းဘိုလ်ကျုပ်စေးအချုပ်ဆိုင်ကိုမြိုက်ကိုရိုင်းနဲ့အထက်လိုက်ရောက်လာတာတွေအားလုံးသိ နောက်တော့ကိုဘတင်အလောက်ကိစ္စတွေမှာဝင်ပြီးမဆွက်ခက်မိတာမှားသလိုများဖြစ်နေပြီလားခုလိုကိုဘတင်ယာရုကြနေတဲ့အချိန်မှာတော့မိငင်းရှင်တို့ကုန်းကောက်စရာမရှိအောင်မွေးနေပြီဆိုရင်မင်းယုံပြီလားငါတကယ်မွေးနေပါပြီတငယ်ချင်းရဲ့လောကထုံနှံမယ်လေအတက်ရှိရင်အကြရှိတယ်အမြင့်ရှိရင်အနှံ့ရှိတယ်ချမ်းသာမှုရှိရင်ဆင်းရဲခြင်းရှိမယ်အဲ့တခုကတိတ်မြင့်မြင့်ကနေကြာရင်တိတ်နာရဲကွာ ဖြုံးစားခြင်းအမှတ်မထင်လိမ့်ကြရင်ပိုးဆိုးတယ်။ဗုဒ္ဓတရားတော်ရဲ့ဖြစ်တယ်ပြက်တယ်ကိုဟိုတုန်းကတော့ဖြစ်တယ်ဖြစ်တယ်ကြီးနေကြီးနူးခဲ့ပြီးအပြက်ဆိုတဲ့ဘင်းကတရားကိုမတွေ့မီတော့ကို့မှာရွေးရုံတမဲပဲကြံရစ်တယ်။ကိုဘတင်ရဲ့ယာရုရှိန်ဝါနဲ့ငါမလေးပါဝါတွေစတိုင်တွေမောက်ခဲ့တဲ့ပေါ့။မိမဆိုပြီး တနေ့တနေ့ငါလို့ဘာရှိတဲ့တော့အိမ်မှာအင်စီတွေကတလှေကြီး သားတွေသမီးတွေကလည်းကျူရှင်ဆားဆားနဲ့ငါလေးတနေ့တနေ့လက်သေးလေးချွန်းချွန်းပြီးနိုင်ငံခြားတန်ရုံဧည့်သည်တွေကိုဧခန်စကားပြော ဖက်ရှင်အမျိုးမျိုးဆင်ရင်ထုံးဖွယ်လို့ငါဘာသာငါလောကနိဗ္ဗာန်ကြီးတိဆောက်လို့ပေါ့အေးညကြီးကနှုတ်ချိုစရနေငါကိုငင်းကြီးရှင်ကြီးမေးကြီးဝင်းကြော်ကြီးလို့တသက်လုံးမခေါ်ဘူးလေခေါ်ဝော်ရီခေါ်လို့ ယိုသေးကျိုးနွန်လိုက်ပုံကလည်းမပြောပါနဲ့တော့သူယိုသေးလုံးလုံးငါ့ကိုငါအဟုတ်ကြီးချင်ပြီးဘဝင်မြင့်သွားမိတာမန်ကိုတော်တော်နဲ့ချိုးလို့မရတော့ဘူးအဟုတ်အဟုတ်ဒီနောက်တော့ကိုဘတင်ကလေသူ့လုံစခန်းမှာခြေလန်းတစ်ချက်အမှားဥတင်စိန်နဲ့ကိုဘတင်အောက်လူတွေပေါင်းပြီးကောင်းကောင်းကြီးတွေ့လိုက်တာကိုဘတင်တောင်ထိပ်ပေါ်ကအတွန်းချခန်းရတော့တာကိုအိုလီမင်းတည်ပါတယ် ကိုဘတန်ယာရုကြတဲ့ကိစ္စမှာသူ့အမပါတဲ့တလောက်ပါတယ်ဆိုတာကိုဝင်ခံပါတယ်။ဒါပေမဲ့ကိုဘတန်ဟာ လူရိုးမှာအင်မတိအင်မတန်ရိုးတဲ့လူရိုးဆိုတာသူ့ဘက်ဝင်ကျင်ကသိပါတယ်။အဲလီရိုးလွန်းလို့လည်းခံရသလားမသိပါဘူး။လဲသူစားတမ်းမိကို မကြခင်မဲ့ကိုဘတန်နေရာကိုဥတင်စိန်ရောက်လာတော့တာပဲ။ဒီနောက်တော့မြကြီးဟာငါ့အပေါ်ဘလို့ဆက်ဆံနေဆိုတာ မင်းပညာရှိတွေတွေ့ကြည့်ပြီးတော့ ငင်းရှင် မင်းဖီးယက်စ်ကားကိုဘယ်ဈေးနဲ့ရောင်းဖို့ဈေးဆိုင်ထားသလဲငါမှငွေကျက်တော်၄000လောက်ရချင်တယ်ကိုဘတင်ကိုဘတင်အမှုအတွက်အကျွေးတွေတင်နေကွယ်အိုးမင်းကားကမော်ရယ်ဟောင်းကြီးပဲလျှော့ဈေးပေါ့ဈေးနဲ့ရရင်တော့ငါတီတယောက်ကလိုချင်တဲ့မြအီရဲ့မင်းငါ့ကိုမဆာနေပါတာကျေးဇူးတင်ပါတယ်တငယ်ချင်းအိုးငါကစိတ်နာနာနဲ့ပြောတော့မျက်နှာပြက်သွားသေးတယ်လေ ီးတော့တနေ့မှမင်းအဝါခံမှာအညိုးပွင့်ဒီဇိုင်းနဲ့ပါတိတ်လုံးကြီးပြန်ရောက်မလို့ဆိုအေးကွယ်ကိုဗတဲ့နဲ့ကလေးတွေကိုကောင်းကောင်းလေးချက်ကျွေးခြင်းလို့ပါဘယ်လောက်နဲ့ရောက်မှာတော့တရာလောက်ရခြင်း ਨੇ ဟွန်းများတာပေါ့အဟောင်းကြီးကိုဘိုးချုပ်စေးတဲ့မြား9000စတစဆို200 250ကျက်ဆိုငှောက်စာလဲအစ်တကြီးပါမြည်ရဲ့အပွင့်တွင်ရွှေရည်လေးနဲ့နဲ့မှိန်နေတာတခုပဲ။ ။များပါတယ်။ငါကို80နဲ့ပြန်ရအောင်။မင်းမစပြန်ပြီမြဤရဲ့။အမေငါကလည်းအဟောင်းကိုခါပေါ်တင်ချင်တာမဟုတ်ဘူးညင်းရှင်မကြီး။ငါမှဒီအစင်မျိုးမရှိလို့ပြီးတော့ဝင်းကတော်တယောက်မလေးရှားကဒရိုက်မှဝတ်တဲ့အစင်နဲ့တွားတူနေတဲ့အစင်စမ်းလေးမို့ဒီစေးပေးတာဆရာကြီး။ဒါနဲ့ငါပါတိတ်လုံးကြီးလေးလဲသူနဲ့ပဲ90နဲ့တဲ့သွားတယ်။ဒါတွေကိုစိတ်နာရကောင်းမှမသိသေးဘူး။ သူစီကငွေအလွယ်တကူရလို့ကျေးဇူးတော်တင်မိပါသေးတယ်။နောက်တော့ငါကိုမျက်နှာထိမျက်နှာထားနဲ့သူ့ကိုလူတွေရှေ့များမြအီမခေါ်ပါနဲ့ဒေါ်မြတ်မြအီဒါမှမဟုတ်အတွင်းဝင်မင်းကတော့လို့ခေါ်ရမှာတဲ့သူ့လူဥတင်စိန်ကိုလည်းနာမည်တက်မခေါ်ပါနဲ့အတွင်းဝင်မင်းလို့ခေါ်ရမှာတဲ့ကိုဘတဲမှာအဲ့လိုခေါ်ခိုင်းတာဥတင်စိန်ဆိုတာလေကိုဘတဲနဲ့တီဟောင်းကျွမ်းဟောင်းလည်းဖြစ် ဟိုတော့ကကိုဘတင်ထက်ဂျူနီယာဖြစ်တော့ဘသူခေါ်စေချင်တယ်လို့ခေါ်လို့ရမလဲကွယ်ဒီလိုနဲ့ပဲငါနဲ့မြဤတစားတစားအဆက်အသွယ်ပြတ်သွားကြတယ်သူ့ Volkswagen ကားလေးဟာလေရန်ကုန်မြို့လေလမ်းတွေမှာရှော့ကနေရှော့ကနေဖြက်ဖြက်သွားတာတွေ့မိပေမဲ့သူကတော့ငါကိုမခေါ်နိုင်မပြောနိုင်နဲ့မျက်နှာလွှဲနေတော့တာပဲအစကတော့ငါအနေနဲ့သူမှန်းတော့မသိပါဘူးသူကားလေးကအစ်စ်ချက်ချော့လှလဲလှ ရှားလဲရှားပါတဲ့အောင်ဖြစ်ပြီးကာကြီးနံပါတ်နဲ့တလောက်ခံရတဲ့ကားလေးကိုမမြင်ဘူးလို့ကြည့်မိတာပဲသူ့အကြောင်းတွေကိုတဆင့်စကားတဆင့်နာကြားနေတာပေါ့ရင်ကျေးမှုပရိသာကပွဲဂီတပရိသာ နိုင်ငံခြားကဆက်ပွဲဧကံပွဲတွေမှာ သူ့ကိုလှလှပပခန့်ခန့်ညာညာတွေ့ရကြောင်းအသည့်တွေက ပြောကြတဲ့ကွခိုးရုံးကငါဒီပွဲတွေသွားတော့ငါကောင်းမသူ့လင်နောက်အချောင်းတကောက်ကောင်းနဲ့ ွဲတွေကြည်ပြီးအလေလိုက်နေတာပဲလို့မင်းကိုပြောခဲ့တယ်လို့ခုတော့သူကလည်းသူ့လင်နောက်လိုက်ပြီးအချောင်ပွားနေတာငါလိုတယောက်တည်းမကဘူးသူ့ဆွေမျိုးတွေတည်ကြီးနဲ့ကွယ်ဟိုနေ့ကငါအာရှကျွန်းဆွေ ပြိုင်ပွဲသွားကြည့်တော့ရှေ့ခုံတန်းကနှစ်တန်းလောက်ဟာဥတင်စိန်ကတော်နဲ့ခဲမရီအတွက်လို့ပြောတော့ငါကတမင်မသိချင်အောင်ဆောင်ပြီး"အော်သူတို့ကလက်မအစောကြီးကဝဲထားသလား"ဆိုတော့ဧကန်သူက ဟင်အင်းမေတ္တာလက်မှတ်ပါလို့ဖြေတယ်။ငါတော့ငါများကိုဗတ်တင်ကဘယ်ဧကံပွဲမစိုးမင်းမလိုက်ချင်ပါနဲ့ကွာ။သူများတွေကမင်းကိုအခွင့်အရေးယူတယ်ပြောကြမယ်ဆိုပြီးငါဖြင့်တိတ်တောင်းမလိုက်ရပါဘူး။ငါလိုက်ရင်လဲတားနဲ့သမီးတွေကိုခေါ်ရတောင်မရှိပါဘူး။ခုလိုဖေးရင်နှိမ့်ကြခြင်းရောက်တော့အပါအမာနဲ့အတာတို့ဟာပါဇက်ဟနေရရှာတာပေါ့တငယ်ချင်း။စိတ်ညစ်ညစ်နဲ့ငါလဲ ်ကုန်းချောင်းမြို့လုံးပတ်လဲလှုပ်ရင်ဘေးရင်ဆရာရီစီသွားတော့မြအီနဲ့မလွတ်ပြန်ဘူးနာမည်ကျော်ကြပြီးဘေးရင်ရေရကောင်းတဲ့ဆရာရီအိမ်မှာသူနဲ့ဆုံလဲဆုံတတ်ပါတယ်ဟေ့တကယ်ကျငါကငါယောက်ျားရာတို့နှိမ်ကြလို့ဘေးရင်ပေါင်းဆောင်မေးတယ်မင်းကတော့ဒီအခြေအနေမျိုးနဲ့ဘာပြုလို့ဘေးရင်လာမရတာလဲလို့ငါကလည်းနေမထီထိုင်မထီဆက်စုမိသေးတယ်ဒီတခါတော့ဘလို့စိတ်ကောင်းဝင်နေမသိဘူးခက်ရိုးရိုးပဲသူ့ဖြစ်တယ် ။အော်ညင်းရှင်ရဲ့ရာဓုတိရပါမယ်လေ။ကြီးတဲ့ကြီးအောင်လောက်ရမယ်။ပိုရေးကြီးတာကရာဓုတိမြဲဖို့လေ။အော်အော်။음။ငါကစိတ်ညင်ရတဲ့လူတွေသာဘေးနေမေးတယ်ထင်းနေတာ။ပျော်နေတဲ့လူတွေလည်းမေးတကူ။ပျော်နေတဲ့လူရဲ့လို့လောကကြီးမှာရှိသလားညင်းရှင်ရဲ့။လူတွေမှာတခုမဟုတ်တခုပူပန်နေရတာပဲကုတင်စိန်မှာလည်းအတိုက်ခံတွေရှိတယ် ရရရကောင်းတော့မင်းလောင်ပြောက်တယ်မဟုတ်လားတငယ်ချင်းရရရခြေထားမှခြေထားမှနုံမဟုတ်ရင်မဖြစ်ဘူးလူတွေမလွဲမရှောင်တာတွေ့ရမယ်ကန့်ချင်မကိုရရရတွေက တားဆီးနိုင်စွမ်းရှိသလားဒီတော့မြအီကငါမျက်နှာကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တယ်ငါကဆက်ပြီးမင်းကိုတယောတာမဟုတ်ပါဘူးမြအီရာငါထင်မြင်တာကိုပြောတာပါငါကအခြေအနေဆိုးရွားနေသူဆိုတော့ကန်းဆိုတာကိုတော်တော်ယုံနေပြီလေ နှစ်ပုံနှစ်နှမ်းမှပျော်စံမြဲနေရကပြုံးစားကြည်ဘုံချိုးပြက်တယ်လို့ကြလာတော့ကဒုက္ခဘုံကိုနှစ်ဖူးတွေဒူးတွေကြုံနေရပြီတငယ်ချင်းကြီးဘသူမှတော့ပြင့်မတင်ပါဘူးဒီအချိန်မှဒီလိုဖြစ်ရမယ်ဆိုတဲ့ကံစားတာအလိုပဲကိုမဟုတ်ဘူးလားဒီတော့ငါလီ စကားပြောရင် မျက်ရည်တောင်လဲလာမိတယ်သူလဲငါကိုတနာလို့လားသူ့အကြောင်းနဲ့သူလားမသိဘူးမျက်ရည်တွေဝိုင်းလို့ဒီတော့မှသူနဲ့ငါနဲ့ တယောက်လည်းတယောက်ခုထီမထင်ကင်မိကြတယ်။ဘီရင်ဆရာကငါတို့နှစ်ယောက်ရှိကကလေးမလေးကို ဟောနေတော့ပေါ့။သူ့လက်တွေကလည်းအေးဆက်ဆက်ကြီး။အရေးတယ်ငါတို့ရှိကအသက်20ရွယ်ကလေးမလေးကလည်းဘီရင်ဆရာကတွတ်တွတ်ဟော။သူကတရှုံရှုံနဲ့။အော်လူတွေမှာပို့မှုရဲတဲ့ဆဲကလေးပါလား။ငါရင်ပြန်တော့သူ့ကားနဲ့ငါကိုစောင့်ပြီးပို့ပေးပါရယ်။သူ့ဘေးရင်လာမိတဲ့အခါ Volkswagen ကားကလေးကိုမစီးဘူးကွ။ဦးတင်စင်အင်းကမှန်းမသိအောင် Land Rover ကားနဲ့ရုပ်ဖြက်လာလိရှိတယ်။ဒီနောက်တော့သူနဲ့ငါနဲ့မဆုံမိကြတော့ပါဘူး။သူကအင်္ဂလိပ်စာမတက်လို့ကရော်ရီကအထင်သေးကြလို့ဆိုလား။အင်္ဂလိပ်စာကိုအိမ်မှာဆရာမခေါ်ပြီးကြိတ်တင်နေဆိုလား။တရင်ကြမိရဲ့။သူတို့အထက်တန်းစားလောကမှာတော့မိန်းမတွေဟာအားနေတော့ဒီလောက်ပဲရှိတာပေါ့။သူတို့လင်းတွေဂုံရှိန်ဝါနဲ့အလုတ်လည်းမလုတ်ချင်း အချို့ကလည်းမြည်ရီထောင်ထွားတာမခံနိုင်လို့ပြင်သစ်စာတို့ဂျာမန်စာတို့အပိုတင်ကြပေးတဲ့။နောက်တော့အိမ်မှာမြန်မာမှုဆိုပြီးအလှပြထားတဲ့စောင်းတွေကို အာမထားစင်ကြတာနဲ့စောင်းတီလေတင်ကြရဲဆိုလား။ငါငငယ်တုန်းကအိမ်မှာမိဘများကတူဦးဒီတော်သမီးမို့ဖူးဖူးမို့အလိုလိုက်ပြီးစံနေရရောစောင်းရော အိမ်မှာဆရာခေါ်တဲ့တော့သူကငါ့ကိုဂီတမှာရင်မူးတာစိတ်လေးတယ်။ငါ့ကိုလည်း ်ဘယ်တော့ဂီတဆရာနောက်လိုက်ပြေးမယ်မသိဘူးလို့မင်းကိုအတင်းချခဲ့သေးတယ်မဟုတ်လားခုတော့သူလဲကြီးကောင်ကြီးမားနဲ့ဂီတဆိုတဲ့မွန်မြတ်တဲ့အမှုပညာတရက်ကိုစိန်ခံပစ္စည်းလုပ်ပြီးဂုံပကာသနာလုပ်နေပြီလေမြဤဆိုတာငါတို့မိတ်ဆွေထဲမှာအမှုပညာအတိမအတိန်ဆုံးပဲငါကစန်းနေရနဲ့သူ့ကိုခိုင်ပန်းဆောင်ရိုးရရတီးပြတော့မင်းကဆိုတော့သူကအဲ့ဒါဘောလေလားလို့မေးခဲ့တာမှတ်မိသေးလား ငါတို့ကရေကြတော့သူကတော့စိတ်ဆိုးသေးတယ်လေအဲ့ဒီနေ့ကသူ့ရင်ကိုငါမလိုက်စဘူးလိုက်သွားတော့သူကတော့ဆောင်းတော်ကိုပိုက်ပြီးဝေဘာဂီရီဆင်မင်းကျော်ကို မတော့တခေါက်နဲ့တိပြလိုက်သည်မြရီကသူ့မျက်နှာလေးကို ရှုံပြီးငါကမင်းရင်ចောင်းသူဘွားတော်ကစန်းနေရနဲ့တိတိပြတဲ့ချစ်သမီးကို တိတဲ့ချင်းလာပြီလို့ပြောလိုက်သေးတယ်ငါကတော့အမလီကလေးတွေအပြိုလူပြိုဖြစ်မှာ ကိုတင်စိန်ကို ချစ်သည်မကိုခြင်းရသေးလားလို့နောက်မိသေးတယ်။ဒီတော့သူကမျက်နှာလေးညှိုးပြီးတင်းငုံနေတောင်လှုပ်ဆင်းနေတော့စောင်းပိုက်ပြီးမျောနေရတာပဲတငယ်ချင်းရေလို့သူကဖြေတယ်။အနှုတ်နေပါအောင် အနှုတ်နေစမ်းပါအောင် မင်းကစောင်းတော်ကို ပိုက်ပြီးလွမ်းခိုက်မျောရအောင်ကိုတင်စိန်ကဘာတွေလုပ်နေတော့ရောလို့မေးတော့သူမဖြေတော့ဘူး။ချောက်ချောက်တွေ့တွေ့လေးကြီးနေတယ်။ဒီနောက်တော့ငါကြားရတာက ကိုတင်စင်ရဲ့စတန်တို့လက်ရည်တို့ဆရာမလေးဟာငယ်လဲငယ်လှကလည်းလှတယ်ဆိုပဲနေလဲနေခင်မဟုတ်စားချိန်မှာအဲ့ဒီကလေးမလေးက hollet to overtain ကိုဖျော်တိုက်တယ်တဲ့ဥတင်စင်ရုံးလုတ်တွေများလွန်လို့အိမ်ပြန်နောက်ကြရင် brandy နဲ့ကြက်ဥခောက်တိုက်တယ်ဆိုသလားကွဒါတော့ငါတို့သိရသလားဥတင်စိန်ဟာចောင်းသားဘွားတော့ကတိုးတက်တော့အမြင်ရှိတဲ့ကွန်မြူနီចောင်းသားကြီးတယောက်ဆိုပဲ အရင်ရှင်းတို့လူရန်စာစိတ်တဲ့တို့စိန်ခံပစ္စည်းတို့အကြောင်းအလွန်ပြောတယ်လို့ကိုဘတင်ကတဆင့်သိခဲ့ရတယ်။အဲလီကွန်မြူနစ်ပဲဖြစ်ဖြစ် အရင်ရှင်းမဲဖြစ်ဖြစ် မော်စီတုံးမဲဖြစ်ဖြစ် နစ်ဆင်မဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ရုရှားပဲဖြစ်ဖြစ်အမေရိကန်မဲဖြစ်ဖြစ် လူဟာလူပါပဲ။လူဆိုတာသွေးနဲ့သားနဲ့တိဆောက်ထားတဲ့တတ်မှတ်တဲ့သဘောရှိတဲ့မျိုးစပဲ။ကောင်းနာကိုသဘောကျနှစ်ချိုက်တဲ့ လူမှာလောဘမောဟဒေါသမကင်းဘူးခံစားဆန်စားရတဲ့နှလုံးသားရှိတယ်လူဆိုရင်ဒီလိုကြီးပါပဲချမ်းသာတဲ့လူကအထက်စီးနဲ့ဆင်းရဲတဲ့သူကိုနှိမ်တယ်လို့ဆင်းရဲသူကလည်းချမ်းသာတဲ့လူကို ကြည့်ကြည့်ပြီးအဖိတ်စာပွားတာပဲသူနိုင်တဲ့အလှည့်ကြတော့လဲမသက်တာဘူးအောင်မေဒါပေမဲ့ဒီလူတွေထဲမှာငါကတော့လူကောင်းနဲ့လူဆိုးနှမျိုးနဲ့စာကောက်ယူခြင်းနဲ့ စိတ်ထားမောမြတ်တဲ့သူနဲ့စိတ်ထားညံ့တဲ့လူနှမျိုးပဲ။ဒါကြောင့်ကွန်မြူနစ်တကကွန်မြူနစ်အရင်စားကြီးတွေထဲမှာတော့ဟိုချီမင်းလိုလူမျိုး ရှာရှာပါပါတယောက်ပဲပေါ်လာတယ်လို့ငါထင်တာပဲ။ကွန်မြူနစ်မဟုတ်ပဲငါကြည်ညိုတာရှိသေးတယ်။ဂန်ဒီရဲ့အာရေဗျလော်ရန့်စ်ရဲ့ပြီးတော့ဘိုချောင်ဆန်းရဲ့။နောက်ငါမသိတာတွေလည်းရှိအောင်မှာပဲ။ငါဆိုလိုတာကတော့တာမန်လူစိတ်တဲ့ထက်မော်မြက်ပြီး ကိုကိုကိုအနှစ်သာခံစီစဉ်မခံမဲ့အတက်နိုင်ဆုံးချိုးချန်တဲ့လူတွေကိုဆိုလိုတာပါဒီကြားထဲမှာလူတွေဟာအကောင်းဆိုအစင်စင်ရှိနေတာပဲတုံညာကနေတရားကနန်းအထိရှိတယ်လို့ပေါ့ဟိုချီမင်းတို့လိုကတော့အမှန်တရားလောက်ရနေတဲ့လူစားပဲပဲဘိုးကျောင်းဆန်းတို့လော်ရန့်စ်တို့လည်းဒီတိုင်းပဲကွန်မြူနစ်မို့ကောင်းနေမကောင်းဘူးမရှိပါဘူးအမေရိကန်သမ္မတတွေထဲမှာ ။နေစင်ဟာလေသမားဆင်းရဲသားဘွားကတက်လာပြီးလူရုပ်လူဖြောင်းมาပဲ။ဂျွန်ဆန်လိုစစ်ဝါရီတရားဟုတ်ချင်းမဟုတ်မင်း။ကနေဒီအိမ်အောင်စုလို အစာစာအရာရာပတ်စံနဲ့ပေါက်နိုင်တဲ့လူမျိုးမဟုတ်ရှာပါဘူး။ဒါတွေကတော့တရားမှန်သဘောပါ။မင်းလည်းရည်ကျင်းมาပဲ။တစ်ချိန်လုံးလက်သေးခြုံခဲ့တဲ့အမျိုးသမီးကြီးဘယ်နဲ့ဒီတရားတွေကြာနေရပါလိမ့်မလဲလို့။ကိုရဒုက္ခဖြစ်တဲ့ဘဝမှာ ကိုဘတင်နဲ့ဆွေးနွေးတိုင်မင်းဘွားကပေးလာတဲ့အသည့်ပါပဲအဲလီစာအုပ်တွေကိုစိတ်ညစ်ညစ်နဲ့ဖတ်ရင်စာရီပေရီကလည်းသင်ငန်းဆိုင်ရပါတယ်အထီးကကိုတင်စိန်နဲ့မြအီတို့ငါတို့အပေါ်ဘယ်ပုံသဘောထားတယ်ဆိုတာကိုမင်းသိစေခြင်းနဲ့ချက်ပါပဲကိုဘတင်အလုပ်ပြန်ဝင်တော့မြအီကနှိမ်ကြသွားတယ်ကိုဘတင်ကိုခနှိုးခနဲ့နဲ့ဘယ်နဲ့ငင်းရှင်ကြီးလူရည်လဲနေပြီလားဘာလားနဲ့စောစောကကပြောသေးတဲ့ အမှန်ကတော့ကိုဘတင်က သူ့ရေချင်းနဲ့သူတနေရာတဌာနမှာအလုတ်ပြန်လုံနေတာကိုသူကအမြင့်ငါနေပြီးငါတို့ခေါင်းကိုလှမ်းပုတ်ခြင်းနဲ့တငယ်ချင်းမခတ်ဘူးလားငါကလည်းအင်မတိအင်မတန်ဆက်ဆက်တီမခန်းဖះเจ้าကန်သာရေထွက်မတက်သွားနေတာဒိတ်ထီနဲ့ဝီစီကိစ္စကို လုံလုံတတ်နိုင်တာမဟုတ်ဘူးဒီတော့ခတ်တာမှ အကြီးကြီးခတ်တော့တယ်မြကြီးကလည်းငါနှိမ့်ကြတဲ့ဘဝမှာတော့ငါကိုမလို့ ။ငါကလည်းမြ ాయి ကောင်းစားသေး၍အဘိဇာရီဖြစ်နေ။မကောင်းပါဘူးကွယ်။လုံလုံမကောင်းပါဘူးကွယ်။ဆရာတော်ကလည်းငါတို့ကို ခန္ဓာ၅ပါးကဒိဋ္ဌိခွာဖို့ကို တွင်တွင်ဟော။ငါတို့ကလည်းကြောင်းထဲမှာဝိပဿနာထိုင်စဉ်ခဏပဲဒိဋ္ဌိခွာလို့ရတယ်။ကျန်တဲ့အချိန်တွေမှာဒိဋ္ဌိကပ်။ဟော။စိတ်တွေကအပြင်မစင်ကျဲနဲ့အလကားပါဗျာပါရတွေဒေါမန်တွေပွားနေတော့တာပါပဲကွယ် အဲ့ဒီနေ့ကမြည်ရဲ့တရားမထိုင်ကြခင်မှာဆရာတော်ဘုရားကိုတရုတ်ပြပြစပယ်လက်ဖက်ချောက်ကတ်တကွက်ဆရာတော်ကတော့အမှုမဲ့လှမ်းယူတာပေါ့သူကငါကိုဆွေးကြည့်ပြီးလူပုံလဲမှာအဲ့ဒါဆရာတော်ဘုရားအတွက် special ကတ်တာပါဘုရားတပည့်တော်တော်မတော့ရဖူးတောက်ဖူးတယ်မဟုတ်လားညင်းရှင်အဲ့ဒါစပယ်လေးလို့ပြောသေးတကွက်ဆရာတော်ဘုရားကဖြင့်အစအစအရာရာဆော့လွှတ်ပြီးချိုးချံတတ်သူမို့ မြည်ကြီးမလျှောက်ခင်မှာပဲယောဂီတွေတိုက်ဖို့လက်ဖက်ရည်ချမ်းဟိုရဲစပယ်လက်ဖက်ချောက်တွေအကုန်လိုက်ခတ်ဖို့တော်ဖွားမြင်ဆိုတဲ့ယောဂီကြီးကိုမိန်ကြလိုက်တယ်။ဒီတော့မြည်ကြီးကမျက်နှာမကောင်းလှဘူး။ငါကလည်းမနေနိုင်မထိုင်နိုင်။အိုးဆရာတော်လိုပုံကူမှာဘာဆွဲမှမရှိပါဘူး။စပယ်ဆိုတဲ့လက်ဖက်ချောက်လည်းတညာမှမခိုးဘူး။စပယ်ဘိုးကြီးလည်းမခိုးအောင်ဘူး။ဆရာတော်ကဒါရီအားလုံးခန္ဓာကခွာထုတ်နေတာ။ မင်းတို့ငါတို့လူကသာတညာမှာလာပြီးဒိဋ္ဌိနဲ့ဝိဇိကိစ္စခိုးနေတာဒီတော့ငါငါရီဆွဲနေတာပေါ့မင်းကလေဒါစပယ်ငါယူလာတာပေါ့ငါကလည်းစိတ်ထဲမှာအရာကိုငါသုံးဘူးတာကြားလာပြီသူများမကြားခင်ကသုံးဘူးတာခုချိန်ထိငါအိမ်မှာစပယ်တွေလက်ကျန်ရှိသေးတယ်ဆိုတော့ငါစိတ်မှာဒိဋ္ဌိကပ်နေရော ကောင်းပါအောင်မလားတငယ်ချင်းရဲ့ လို့မိမကောင်းရန်တွေ့တယ်လို့တွေးနေမိတယ်လေ။အဲတော့ကတော့မြအီရဲ့မြအီလိုမင်းကလေးတွေရဲ့ကဆရာတော်စီကိုနိုင်ငံသားကလာတဲ့စားစရာပစ္စည်းတွေကိုအပြိုင်ဆိုင်ဂုံလုံးကတ်နေတော့ငါစိတ်ထဲခက်ယွန်ယွန်ဖြစ်နေမိတယ်။ပြီးတော့ငါသာသူတို့လို့ဆိုရင်ဒီလိုပဲဂုံမန်တွေဝင်နေအောင်မှာပဲဆိုပြီးကုကုကိုလည်းယွန်မိတယ်လေ။ယွန်သာယွန်မိတယ်ယွန်သာယွန်မိတယ်။ဒိဋ္ဌိကတော့မကွာဘူးတကယ်ချင်း။ မကွာလို့ငါအဖြစ်ကိုငါဝမ်းနဲ့နေမိတာပေါ့မျက်ရည်တွေလဲပြီးအတန်တွေတောင်တုံးနေသလားမသိပါဘူးမြ ాయి ကတော့စောင့်စောင့်နဲ့ငါ့ကိုနှုတ်ဆက်ပဲတခါရေထွက်သွားတော့တာပဲဆရာတော်ကလည်းပစိန်ပေါက်ဦးချလို့ဆရာတော်ကတော့လော်ကီကိစ္စတွေကို ဥပက္ခရှုသူမို့မတိကြိုးကြွန်ပြုတ်ပြီးနှုတ်ဆိတ်နေရှာတယ်ဆရာတော်တညာမှာလည်းဘာဆွဲမှမရှိပဲကိုဒီညနေကအိမ်ပြန်တော့ ငါစိတ်ကခါတိုင်းလိုမကြည့်ဘူးကွယ်။ဘရောက်ချောင်ကြောက်မြောင်ကြားကိုလှမကြောက်ပောင်ရအောင်သွားမယ်ပ။နောင်နောင်များမောင်ထံဝဲပြန်မယ်လို့ထင်သလားဆိုတော့တန်ဝေကတင်းမျိုးနဲ့ကိုဘတင် ကိုနောက်တနေ့ကျကြွားနိုင်မယ်လို့ထင်နေတာ။ခုတော့ကိုဘတင်ကိုရံတွေထောင်ပြီးငိုးလိုက်ရတာ။စောစောကအမြရေရှိမကြတဲ့မျက်ရည်တွေဟာခုတော့ချောင်းဖြစ်လာပါပြီတငယ်ချင်းရဲ့။ မိုးဝေမဂဇင်းဇွန်လ1969ခုနှစ်စုံထေးနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။